မြန်မာနှုတ်ချနယ်ကိုအစဉ်တစိုင်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ္ယဇလာကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလံလေးကစာရေးဆရာဇီရနရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့စံပန်နဂူမြူဟောင်းဇလံလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။တရားထိုင်ကြလာရတဲ့တပွဲပွဲရေတံနဲ့အတူ ောင်မြတ်သားရဲ့အမြင်ထဲမှာလည်းငကားလေးကောင်ကန်းဆက်တနေရာမှာကူခတ်နေတဲ့ပုံရိပ်လေးပေါ်လာခဲ့ပါတယ်။ငကားလေးကောင်ကရေထဲမှာအတန်ကြာဆော့ကစားနေရေထဲကိုငုံရှုပ်ပြီးပြန်တက်လာတဲ့အချိန်မှာတော့အသက်20အရွယ်ယောက်ျား2ယောက်မိန်းမ2ယောက်အသွေးဖြစ်နေတာကိုလည်းမြင်တွေ့လိုက်ရတယ်။အဲ့ဒီလူလေးယောက်ကအောင်မြတ်သားရှိတဲ့အရက်ကိုလှမ်းကြည့်ပြီးဒီရက်ဒေသကိုမကြခင်သာသနာပြုမဲ့ဟန်တပါရောက်လာလိမ့်မယ်။တူလာမဒီရက်ဒေသစီကတိုးတက်လာလိမ့်မယ်။ သူမလာခင်အချိန်ဆရာတို့တစ်ခေါက်လောက်အရောက်လာခဲ့ပါလို့ပြောပြီးတော့ရေကန်နှုတ်ကိုခုတ်ဆင်းကပျောက်ွယ်သွားခဲ့ပါတော့တယ်။အောင်မြတ်သားလည်းတရားဖြုတ်တော့တရားထိုင်နေရင်မြင်ရတဲ့ဖြစ်စဉ်ကိုမကောင်းတို့ကိုပြောပြလိုက်ပါတယ်။သူပြောတဲ့နေရာကိုဆရာရောက်ဘူးလား။ငါသွားဖူးတဲ့နေရာတော့မဟုတ်ဘူးကွ။ဒါပေမဲ့အရောက်သွားဖူးတော့လို့မယ်။နေရာမသိပဲဘလို့သွားကြမလဲဆရာ။သူတို့အရက်ဒေသကိုခေါ်တဲ့လူတွေစီစဉ်มาလိုက်မယ်။ အောင်မြတ်သားစကားဆုံးတာနဲ့မျက်စိကိုမှိတ်လို့နှုတ်ကနေတွတ်တွတ်ပြောနေခဲ့ပါလေခဏနေတော့မကောင်းတဲ့ခွန်လာကိုခေါ်ပြီးလူသွားလမ်းလေးအတိုင်းထွက်လာခဲ့လိုက်ကြတယ်လမ်းတနေရအရောက်မှာတော့မုံပစိုးခဏနှန်းကိုဝစ်ဆင်ထားတဲ့လူတစ်ယောက်ကတက်ပေအောင်မှာထိုင်ပြီးကိုယ်ရရနေတာကိုမြင်လိုက်ရတယ်အဲ့ဒီလူကအောင်မြတ်သားကိုမြင်တော့အနောက်ဘက်ကိုလက်ညှိုးထိုးပြီးလမ်းမနေပြီဗျသွားမယ်လားအနောက်မှာကျင်ခဲ့ပြီလို့ပြောကကွန်းတယောက်ကိုပါဇက်ထဲထိုးထည့်လိုက်တယ် ကျုပ်တို့သွားမဲ့လမ်းကိုသိနေဟာလားသိပါဗျာဒါကြောင့်ဒီမှာစောင့်နေတာပေါ့ဒါဆိုကျုပ်တို့အခုဘယ်လမ်းနဲ့သွားမှာလဲညွန်ပေးပါအောင်အောင်မြတ်သားရဲ့စကားကြောင့်ကိုယ်ရဝါနေတဲ့လူကအနောက်ဘက်ကိုလက်ညှိုးထိုးပြီးလာတဲ့လမ်းမှာကြောက်တယ်ခင်းထားတဲ့လမ်းတစ်ခုရှိတယ်အဲ့ဒီလမ်းအတိုင်းတိတ်တိတ်သာသွားလမ်းဆိုရင်ထင်းစရာလမ်းပြသွားလိမ့်မယ်ကျေးဇူးပဲပြောဒါလို့ဆိုလမ်းသိပါပြီ အောင်မြတ်သားကလမ်းပြတဲ့သူကိုကျေးဇူးတင်ကြောင်းပြောပြီးအနောက်ဘက်ကိုပြန်ဆုတ်သွားခဲ့လိုက်တယ်။အနေငယ်လမ်းလျှောက်ပြီးလို့ပြန်လှည့်ကြည့်လိုက်တော့တပ်ပေအောက်မှာဘသူ့အောင်မှမတွေ့ရတော့ဘူး။ဟင်။ဟိုလိုဘယောက်သွားပါလိမ့်။သူ့ရဲ့တောင်ရဲ့ပြပြမို့သွားလို့ရသွားတာဖြစ်ပါလိမ့်မယ်။ကဲရှေ့ကကြောက်ခင်းလမ်းအတိုင်းသွားကြရအောင်။ဒါနဲ့သူပြောတဲ့အထက်မှာထင်းစီကလမ်းပြသွားမယ်ဆိုတာဘာလို့ပြောရလဲ။ကျွန်တော်တိတ်နာမရှင်းလို့ဆရာ။ ။လမ်းဆုံးရောက်ရင်သူပါပြောလဲဆိုတာသိပါလိမ့်မယ်။အောင်မြတ်သားတို့လည်းကြောက်ခဲလန့်အတိုင်းလျှောက်လာခဲ့တာနိုင်ဝက်လောက်သွားပြီးတဲ့အချိန်မှာတော့လူတဝိဇာလောက်ကြီးမားတဲ့ထင်းစစ်တစည်းကိုလမ်းဘေးမှာချထားတာမြင်လိုက်ရပါတယ်။ထင်းစစ်ရဲ့ဘေးမှာတော့တံတောင်လောက်ရှိတဲ့ထိမှန်တချို့ကျနေပြီးသူ့ရှိတကိုက်အကွာမှလည်းအလားတူထိမှန်တချို့ရှိနေတာကိုလက်မြင်လိုက်ရပါတယ်။ကဲအခုအဆပြီးတော့ထိမှန်တွေချထားတဲ့လမ်းအတိုင်းသွားတော့မယ်ထင်တယ်။ လက်ဆက်သက်တော့ထင်းစီရလမ်းပြပေးမယ်ဆိုတာဒါကိုမကောင်းကသဘောကျစွာရေရွလို့ထင်းပိုင်းတွေရှိတဲ့ဘက်ကိုဆရာဖြစ်သူနဲ့အတူတူထွက်သွားခဲ့ပါတော့တယ်။လက်တလျှောက်မှာလည်းထင်းပိုင်းတချို့ကိုလမ်းပြအမှတ်သားဖြစ်ချထားတာကိုလည်းထူးဆန်းစွာနဲ့မြင်တွေ့လိုက်ရတယ်။အောင်မြတ်သားတို့ဟာထင်းပိုင်းတွေချထားတဲ့လမ်းအတိုင်းဆက်သွားလာခဲ့တာ။မူလူမျိုးတွေနေထိုင်တဲ့ရွာငလေးတရွာကိုရောက်လာခဲ့ပါတယ်။ရွာရဲ့ရောက်တော့ခရီးသွားတွေနားဖို့စောက်ထားတဲ့ဇေယျတစ်ခုအပေါ်မှာအနားယူနေတဲ့အချိန် နားထဲမှာမောင်းတီးတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။ဆရာကြားလိုက်လား။တယောက်ယောက်မောင်းထုတ်နေတဲ့အတန်လိုပဲနော်။ဟုတ်တယ်။ငါလည်းကြားလိုက်ရတယ်။အတန်ရွာထဲဘက်ကနေလာတာဖြစ်နိုင်တယ်။ဒီလိုနဲ့ဆရာတပည့်တွေမောင်းတန်ကြားတဲ့ကိစ္စကိုပြောနေတဲ့အချိန်မှာပဲလုံကြီးခတ်တူတူဝေထားတဲ့ယောက်ျားလေးယောက်သူတို့ရှိတဲ့ဇရဲဘက်ကိုရှောက်လာတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီလိုလေးယောက်ကအောင်မြတ်သားတို့ကိုမြင်တော့ ရလူကြီးကအဲ့တဲ့တွေကိုအိမ်လာဖို့ခေါ်ခန်းလိုက်တယ်။ဟင်။ကျွတ်တော့ရောက်နေတာကိုရလူကြီးကဘယ်လိုသိရလဲ။တရရောက်ပြောလိုက်လို့လား။အဲ့တော့တော့ကျွတ်တော့လည်းမသိဘူး။ကဲဒါဖြစ်လဲသွားကြတာပေါ့။အမြတ်သားတို့လည်းလာခေါ်တဲ့သူတွေရဲ့အနောက်ကိုလိုက်လာခဲ့ရင်ကျိုးတဲ့တွေနဲ့ဆောက်လုပ်ထားတဲ့ခြေတဲ့ရှိအိမ်တလုံးစီကိုရောက်လာခဲ့ကြပါတယ်။အိမ်ရဲ့အောက်ခြေမှာတော့အသားလက်လက်ထောင်ထောင်မောင်းမောင်းနဲ့လူတယောက်ထိုင်နေပြီး သူ့ဘေးမှာတော့အသက်60လောက်ရှိတဲ့လူနှစ်ယောက်ရှိနေခဲ့တယ်။အဲ့တွေရောက်လာကြပြီ။လာကြလာကြ။ဦးကြီးတို့ကကျွန်တော်တို့ရောက်နေတာဘလို့သိကြတာလဲဗျ။အမြတ်သားခုံတန်းပေါ်မှာဝင်ထန်လို့မေးလိုက်တော့ရွာလူကြီးလို့ထင်ရတဲ့သူကပါဇက်မှာပင်နေတဲ့ကိုသူတူးတွေကိုလက်နဲ့တုပ်လိုက်ပြီ။ညာရွာမှာရိုးရာကြော့ပွဲလုပ်တယ်လေ။အဲ့ဒီမှာရွာအဖိုးဝင်လာပြီးတော့မနဲ့ပြန်ရွာကိုဧည့်သည်တုံးအောင်လာမယ်။ တို့လိုတာကိုညီပေးလိုက်လို့ဆိုလို့အခုလိုခေါ်လိုက်မိတာပါ။ဒါဆိုတော့လေရွာအဖို့ကိုကျေးဇူးတင်ရမလို့ဖြစ်နေပြီ။ဟုတ်လေ။အဲ့တဲ့တွေကဘယ်ကိုသွားကြမှာလဲ။သွားမယ့်နေရာရဲ့နာမည်တော့မသိသေးဘူးဗျ။ညီမရဲ့အတိုင်းဆိုရင်တော့ကုန်းမြေရဲ့အရှိတ်မှာချောင်းလိုလိုမြစ်လိုလိုတခုရှိတယ်။ကုန်းမြေမှာတော့တစ်ပင်ညူတွေအုံဆိုင်နေတဲ့ပုံစံမျိုး။အောင်မြတ်သားရဲ့စကားကြောင့်ရွာလူကြီးနဲ့အပေါင်းအဖော်တွေခိတ္တမြဆင်းစားလိုက်ပြီး အဲ့ဒီတွေပြောတဲ့နေရာကိုကိုကုံးကိုပြောတာပဲဖြစ်ရမယ်ကိုကိုကုံးဆိုတာဒီလေသားရဲ့အခေါ်ပါလားဟုတ်တယ်ဗျအဲ့ဒီကုံးမှာနှစ်ရာချီတဲ့ကိုကိုဘေးတပည့်ရှိတယ်သူ့ရဲ့ရှေ့မှာတော့တန်လွင်မြင့်ရှိတယ်လीနေရာအရန်ခေါင်တော့ထင်းခုံသမားတွေတော့တိတ်မသွားရကြအောင်ဒါဆိုကျုပ်တို့ဘယ်လိုသွားရမလဲဆိုတာလမ်းညွှန်ပေးပါလားအခုကနေဆောင်နေပြီဆိုတော့မနက်စောစောကျုပ်တို့လိုက်ဖို့ပေးပါမယ်ဒီညတော့ရွာမှာပဲနားလိုက်ကြပါအောင် အောင်မြတ်တာတို့လည်းရွာလူကြီးရဲ့စကားကိုလက်ခံတဲ့အနေနဲ့တညတာအိဆက်ဖို့ဆုံဖြတ်လိုက်ကြပါတယ်။နောက်တနေ့မနေ့ရောက်တော့ရွာလူကြီးတွေစီစဉ်ပေးတဲ့ကောင်းချင်းပေါင်းနဲ့လက်ဖက်ရောတောက်ပြီးကိုကိုကုံရှိတဲ့ဘက်ကိုလမ်းပြတယောက်နဲ့အတူတူထွက်လာခဲ့ပါတော့တယ်။ကိုကိုကုံကိုရောက်ဖို့အတွက်စဘာကင်းတွေတုတ်တံတွေတောင်ငုံတွေကိုကြော်ဖြတ်လာခဲ့တာ။ငုံမတည့်ခင်အချိန်မှာတော့မိုင်းညို့အုပ်ဆိုင်နေတဲ့တော်တဲ့တစ်ခုရဲ့အဆက်ကိုရောက်လာခဲ့ကြပါတယ်။လမ်းပြလည်းသူ့ရဲ့တောင်ရဲ့ပြီးဆုံးသွားပြီပေါ့။ အမျက်သားတို့ကိုနှုတ်ဆက်ပြီးပြန်ထွက်သွားတာကြောင့်ဆရာတပည့်တွေအနေနဲ့မြင်နေရတဲ့တောင်ငုံပေါ်ကိုဖြည်းဖြည်းနဲ့မှတ်မှတ်ဆက်လက်တက်လာခဲ့လိုက်တယ်။တောင်ပေါ်ရောက်တော့တေဝါတချို့နဲ့စောက်ထားတဲ့အိမ်တချို့ကိုမြင်လိုက်ရပြီ။အထက်မှာတော့ဟောင်းနံဆွေးမြင့်နေတဲ့သင်္ကန်းစားတွေကိုပါမြင်တွေ့လိုက်ရပါတယ်။ဒါကြောင့်ဒီနေရာမှာရခိယဖုန်ကြီးတချို့လာရောက်တည်ရင်သုံးခဲ့တာဖြစ်နိုင်တယ်ဆိုပြီးကောက်ချက်ချခဲ့ကြတယ်။ဒီလိုနဲ့အောင်မြတ်သားတို့ဟာကုကုကုံပေါ်မှာလှည့်ပက်ကြည့်ရှုနေ နေထိုင်လို့ရမယ့်နေရာတစ်ခုကိုရှာဖွေလာခဲ့တာမြေကန်နာလေးမှာဆောက်လုပ်ထားတဲ့တဲချောင်းလေးတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။ဒါကြောင့်မြေကန်နေပင်းမှာပဲနေထိုင်ဖို့ဆုံးဖြတ်ပြီးတော့ပါလာတဲ့အထုပ်တွေကိုချက်ကားတက်ရှိရလုံနေတဲ့အချိန်တောင်ငုံပေါ်ကနေရကြည့်နေတဲ့လူရဲတစ်ခုကိုမြင်လိုက်ရတယ်။ဆရာလူတယောက်ကျွန်တော်တို့ရကြည့်နေတယ်လို့ခံစားနေရတယ်။ဒီတော့ဒီတောင်မှနေတဲ့အဆောင်လျှောက်တွေပဲဖြစ်မှာပေါ့။ကိုလို့ဆရာရှိတော့ကိုလို့ကြ အောင်မြတ်သားမကောင်းကိုလှမ်းပြောပြီးတော့တောင်ကုန်းပေါ်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့တောင်ဝင်းတစ်ချောင်းကိုပခုံးပေါ်တင်ပြီးတစ်ပင်နောက်ကိုဝင်ပြေးသွားတဲ့လူကြီးတစ်ခုကိုသတိထားမိခဲ့လေတယ်။ညနေဆောင်ရောက်တော့ဆရာတစ်ဘက်သုံးယောက်ဗရီးကိုစီကပြီးတဲရှိမှာဈေးညံလျှောက်နေတဲ့အချိန်ရေပြင်ကိုကြိမတဲ့အရာတစ်ခုနဲ့ရပ်လိုက်တဲ့အထံကိုထင်ထင်ရှားရှားကြားလိုက်ရပါတယ်။ဆရာဘာတန်ကြီးလည်းမသိဘူးအတော်ကျဲတယ်နော်။ကျွန်တော်တို့ရောက်နေတာကိုမကြည့်နဲ့လို့များလား။ အဲ့လိုတော့ဖြစ်မှာမထင်ဘူးဒီနေရာကငါမြင်နေရတဲ့နေရာနဲ့တစ်ထက်တည်းတူနေရမို့ခေါ်လာတဲ့အဆောက်နေရာသူတို့ရှိတဲ့အကြောင်းရေးပြင်းကိုရိုက်ပြတာပဲဖြစ်မှာပါပြရင်လည်းကောင်းကောင်းမွန်မွန်ပြတာမဟုတ်ဘူးအာရုံပြက်လိုက်တာစရာရဲ့မကောင်းကမကြည်တတ်တဲ့ဟန်နဲ့ရေရွတ်ပြီးတော့ကန်ဆက်ဖက်ကိုရှောက်သွားခဲ့လိုက်တယ်။ညာဘက်ရောက်တော့ရွာရရနဲ့ယူလာတဲ့အသီးနဲ့တချို့နဲ့ဗိုက်ဖြည့်ကြပြီးအလင်းအောင်ရစေဖို့ထင်းချောက်တွေနဲ့မြို့ပုံတစ်ပုတ်ဖွလိုက်ကြလိမ့်တယ်။ ဒီလိုနဲ့အမီးရဲ့အရှိန်ကြောင့်ပဝင်းကျင်ကိုရှင်းရှင်းလင်းလင်းမြင်နေရပြီးတော့တခါတလေတော့အတွင်ဘက်ကနေကြီးဟောင်းတဲ့တချို့နဲ့တောကောင်ငယ်လေးတွေရောအောင်မြင်တဲ့တွေထွက်ပေါ်လာခဲ့တယ်။အောင်မြတ်သားတို့လည်းမိဖို့ရဲ့အနည်းဝေးကျင်မှပဲအတီးဒီနေရာယူလို့တက်ဆိုင်ရာပုံကူတွေကိုမြေတားပို့ကပရိစိတ်နေခဲ့ကြတယ်။ပရိစိတ်တဲ့အချိန်ကကြာညောင်းလာတာနဲ့အမျှတဟုံဟုံတောက်နေတဲ့မိဖို့ကလည်းတဖြည်းဖြည်းအလေးရောက်နေရောကြလာခဲ့တယ်။အဲ့ဒီအချိန်နားထဲမှာ ရှမ်းကုန်နေတဲ့အတန်နဲ့အတူတူစူပူချိန်ပေါင်းနဲ့အတန်တချို့ကိုကြားလိုက်ရတယ်။အောင်မြတ်သားအနေနဲ့မတိစိတ်ထရနဲ့တိလိုက်တဲ့အတိကြောင့်လက်ထဲကင်ထားတဲ့ဗရီကိုဖြုတ်ပြီးမျိုးလုံးကိုဖွင့်ကြည့်လိုက်တော့ပဝေးကျင်ကိုဟိုဟိုဒီဒီလိုက်ကြည့်နေတဲ့မောက်ကောင်းတဲ့ခွန်လောက်တို့ကမြင်လိုက်ရပါတယ်။မင်းတို့ဗရီဖြုတ်တာကြားပြီလား။မကြသေးဘူးဆရာ။အတန်တခုကြားလို့လိုက်ကြည့်နေတာ။ဘာအတန်ကြားရလဲပြောပါဦး။ မင်းကလေးတယောက်ငိုနေတဲ့အတန်းလိုပဲနောက်ပြီးတော့ယောက်ျားလေးရဲ့ငိုတယ်လဲကြားရတယ်ဆရာငါလည်းမင်းတို့ပြောသလိုကြားမိတယ်အတန်းဟာအောက်ဘက်ကန်နဘေးကလာနေသလိုပဲပိုသေးချောင်းပွားကြည့်ရမလားဆရာညနေနေပြီဆိုတော့တတိတော်ထားမယ်လမ်းရောင်ကိုမြှီပြီးသွားကြရအောင်အောင်မြတ်သားတို့လည်းအတန်လာတဲ့ဘက်ကိုအာယုံခံပြီးရှောက်လာခဲ့တာကန်နဘေးသေးပြင်းနဲ့မလမကန်းနေရာကိုရောက်လာခဲ့ပါတယ်ကန်နဘေးနဲ့နီလာလေးလေး စူပူကျိမောတံတွေကပိုကျဲလာလေးလေးဖြစ်လာခဲ့တယ်။အောင်မြတ်ကလည်းအတန်မဲကြပဲအကောင့်ထဲမမြင်ရတာကြောင့်တမတ်ထအာယုံကိုစုစည်းပြီးကြည့်လိုက်တော့ရောင်တစောင်းထုံထားတဲ့ယောက်ျားတစ်ယောက်နဲ့ဇပိတပတ်ရှူထုံထားတဲ့မင်းကလေးတစ်ယောက်တို့ဒူးထောက်အနေထားနဲ့ထိုင်နေပြီးသူတို့အရှိမှာတော့တောင်ဝဲတစ်ချောင်းကိုမြေကြီးမှာထောက်ပြီးမှီရနေတဲ့လူတစ်ယောက်ကိုမြင်လိုက်ရပါတယ်။ဒီလိုသုံးယောက်ကိုနင်းတော့ခေါ်လာတာမဟုတ်လားပြောစမ်းမဟုတ်ရပါဘူးရှင် ကျမတို့ခေါ်တာမဟုတ်ပါဘူး။နင်တို့ကငါ့ကိုတော့လင်ရဲတယ်ဟုတ်လား။ရင်းနေတဲ့သူကရုတ်တရက်ဆိုသလိုစိုက်ထားတဲ့တောင်ဝဲကိုဆွဲနှုတ်ပြီးတော့ဒူးထုတ်နေတဲ့နှစ်ယောက်ရဲ့ကိုကိုတွေ့လိုက်တော့လက်နောက်ပြန်အနေထားနဲ့တုံ့နှောက်ပြီးသားဖြစ်သွားခဲ့တယ်။နင်တို့ငါအတန်တန်မှားခဲ့တယ်။ဒီနေရာကိုဘသူမှမပြောပါနဲ့ဆိုတာ။အခုတော့လူစိမ့်တွေရောက်လာပြီ။အကြီးမားဆုံးကနင်တို့ငါ့ကိုလှည့်ဖြားတာပဲ။ဒီတော့နင်တို့ရဲ့မူလနေရာဖြစ်တဲ့ကြောက်ကိုပြန်ပြီးတော့ တောင်ဝေးကင်ထားတဲ့လူကစကားဆုံးတာနဲ့လီဒီယာနဲ့အရာတစ်ခုကိုဖမ်းပြီးဆက်ခနဲ့ဆွဲလိုက်တာဒူးထောက်နေတဲ့လူနှစ်ယောက်မှောက်ရက်တာလဲကြသွားခဲ့တယ်ဒီတခါတော့တစ်ပိအကွေရနဲ့စောင့်ကြည့်နေတဲ့အောင်မြတ်သားတို့ကအပြင်ကိုထွက်လာခဲ့တယ်ကြဲကြဲနိုင်စွာကိုအသုံးပြုပြီးတော့ကြီးနိုင်ငင်းချင်းလုံနေတဲ့သူပါလားလို့ပြောလိုက်တော့တောင်ဝေးကင်ထားတဲ့သူကထိမထင်းနဲ့မျက်နှာပြင်းနေကြည့်ပြီနောက်ဆုံးတော့လဲမင်းတို့ထွက်လာကြပြီပဲဘယ်နဲ့ရှိစမောင်ဆန်းကအခုဘာညှင်းချင်သေးလဲလို့ပြောတာ ရည်ကြီးပေါ်လဲကျနေတဲ့လူနှစ်ယောက်ကိုတာဝင်းနဲ့အောက်ကိုလွှတ်ရလိုက်ပါတော့တယ်။ဒါမဲ့တာဝင်းကလဲကျနေသူနှုတ်ဦးမထိပဲမိဘတွေဖွာထက်လာပြီးတော့ဘေးကိုလွတ်ထွက်သွားခဲ့တယ်။လဲကျနေသူနှုတ်ဦးလဲဇုံမိုက်ထားတဲ့မျိုးလုံးအစုံကိုဖြန့်ချစ်လိုက်တော့သူတို့ရဲ့အပေါ်ကနေအုံမိုးထားတဲ့ဒိုင်းငါတစ်ခုကိုမြင်လိုက်ရတယ်။ကိုနေရကိုမတေးတက်ကြတဲ့ကောင်းလေ။တာဝင်းကင်ထားတဲ့ပုတ်ကွာအန်တကြိတ်ကြိတ်တောက်တစ်ခေါက်ခေါက်လှုပ်ပြီးမျိုးကိုဖနှောက်တဲ့ပေါက်ကမိုးဘုတ်ကိုပြန်တက်သွားခဲ့တယ်။ ောင်မြတ်သားတို့ဟာမြေကြီးပေါ်ကျနေတဲ့လူနှစ်ယောက်ကိုဆွဲထုတ်ဖို့အလုပ်မလုပ်ပါနဲ့ဆရာတို့ကိုကနေထွက်တဲ့ဆက်ရောက်နေ ਉ ကျွန်တော်တို့မခံနိုင်လို့အနာမကပ်ပါနဲ့အောင်ဆရာလို့ပြောပြီးတော့နှစ်ယောက်သားလူလဲထလာခဲ့ကြတယ်တင်းတို့နှစ်ယောက်ကိုကြုံမြင်မှုနေတယ်လို့ပဲဆရာကကျွန်တော်တို့မမှတ်မိတော့ဘူးလားဆရာအာယုန်နဲ့မှကျွန်တော်တို့မြင်မှုတယ်လေအဲ့တော့မှအောင်မြတ်သားလဲတရားထိုင်နေတဲ့အချိန်မြင်လိုက်ရတဲ့ငကားလေးကောင်အကြောင်းကိုပြန်တွေးမိသွားခဲ့တယ် ။အော်၊ကြုံမှတ်မိပြီ။အဲ့လုံကတင်းတော့ကလေးရောက်မဟုတ်လား။ဟုတ်ပါတယ်ဆရာ။အကိုနဲ့အမကတိုင်းနန်းထဲမှာကျန်ခဲ့ပါလေ။ဒါဆိုခုနကသူ့ရဲ့သူကရောဘာတူလဲ။ तू ကဘာကြောင့်တင်းတော့ကိုဖမ်းဆီးပြီးနှိမ့်ဆက်နေရတာလဲ။ तू ကဒီနေရာမှာကျင်လည်နေတဲ့ဇော်ကြီးဆိုးတယောက်ပါ။အရင်ကတရားလာအားထုတ်တဲ့ယသိယဟန်တွေကိုလည်းမနေနိုင်အောင်လုပ်ခဲ့သေးတယ်။အခုတင်းတို့ကျုပ်ကိုခေါ်ရတဲ့အကြောင်းအရဒီဇော်ကြီးစိုးကိုစုံမဖို့လား မဟုတ်ပါဘူးစီအာအဓိကဖြစ်ချင်တာဒီနေရာမှာရှိခဲ့ဘူးတဲ့မြို့ဟောင်းကိုပြန်လည်ဖော်ထုတ်ပြစီဖို့ပါပဲဒီနေရာမှာရှိခဲ့မြို့ဟောင်းရဲ့နာမည်ကဘလို့ခေါ်လဲတင်တော့ရောမြို့ဟောင်းနဲ့ဘလို့ပတ်သက်နေရလဲဒီနေရာမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာလောကစံပန်နဂိုးဆိုတဲ့မြို့တည်ထားခဲ့ဘူးတယ်အရန်ကိုစီကားတဲ့အချိန်ကာလတစ်ခုပေါ့အဲ့ဒီချိန်ကျွန်တော်တို့ကမြို့တစ်ထည့်ကြီးရဲ့သားသမီးတွေဖြစ်ခဲ့ကြတယ်မြို့ကြီးပြည့်စည်တော့ကျန်တဲ့ပြည့်စည်တွေအော် ော့ဒီမြကန်းတနေရာမှာမြုပ်နှံခဲ့ကြတယ်။ဒီအစွဲကြောင့်တေလုံတဲ့အခါနေကြတဲ့အခုလိုဘောက်ကို ရောက်နေကြတာပဲဆရာ။တင်းတို့ကပန်းဆိုင်နာတွေကိုဘသူ့အတွက်မှယူဆထားတာမရှိဘူးမဟုတ်လား။ဟုတ်ပါတယ်ဆရာ။ဒါကြောင့်ကိုယ့်ရဲ့ပစ္စည်းတွေကိုကိုယ့်ဘာသာဆောက်ရှောက်နေရတဲ့ပုတ်ကလစ်ကတိုက်ဆောင်နေဖြစ်နေကြတာကိုဟုတ်ပါတယ်ဆရာ။မကြခင်ဒီနေရာကိုသာသနာပြုမဲ့ဆရာတော်တော်ဘာရောက်လာတော့မယ်ဆရာအဲ့ဒီဆရာတော်က ဒီမျိုးရဲ့မျိုးစားဖြစ်ခဲ့ဘူးတာကြောင့်သူလာတဲ့အခါအနေနဲ့အရရမှာရှိကြတဲ့ပဋ္ဌာန်းဆက်တွေကဒီနေရာကိုရောက်လာကြတော့မှာပါဒါကြောင့်ဆရာတို့အနေနဲ့သာသနာနယ်မြေဖြစ်လာမဲ့ဒီနေရာကိုတက်ရှင်အောင်ကူညီပေးစီခြင်းပါတယ်ကျို့တို့ကလည်းဘာသာသာသနာအတွက်တာဝန်ယူထားတာဆိုတော့တင်းတို့ရဲ့မျိုးအောင်ကိုတက်ရှင်ဆင်ကြအောင်အတက်နိုင်ဆုံးဆောင်ရွက်ပေးပါမယ်တင်းတို့အနေနဲ့လည်းကြုံမခေါ်ပဲတန်တဲ့ကနေအပြင်းမထွက်ဖို့ဂရိပေးပါ နောက်တော့အပြစ်မထွက်တော့ဘူးလို့ခရီးပေးပါတယ်ဆရာ။ကောင်းပါပြီ။တင်းတို့လည်းကို့နေရာကိုပြန်ကြပါတော့။အောင်မြတ်သားရဲ့စကားအဆုံးမှာတော့မောင်နှမနှစ်ယောက်ဟာရိုးသေးစွာကြော့ရင်မြစ်ထဲကိုခုံစင်းကပျောက်ကွယ်သွားခဲ့ပါတော့တယ်။ဆရာခွဲတကူတောင်းညလို့ရင်းနှီးအိုးတဲ့နေကောက်ကငင်ကမေးလိုက်တဲ့မကောင်းရင်စကားကြောင့်အင်းစာရွက်တွေခောက်နေတဲ့အောင်မြတ်သားကညခုံးပင့်ကြည့်လိုက်တယ်။ဘာလို့ပို့အတွက်ခွင့်တောင်းချင်တာလဲ။ ိုဇော်ကြည်ဆိုးတဲ့ကောင်ကိုပြင်ညာပေးခြင်းလို့အရန်ကြီးမလို့ပါနဲ့ဩဒီနေမြေတစ်ခုလုံးကိုစင်ကြရလို့ဖို့ငါမှစဉ်းစားထားတာရှိတယ်အဲ့ဒီအခါကျရင်မင်းရောခွန်လာရောတခြားသူတွေပါပါဝင်ရလိမ့်မယ်တခြားသူတွေဟုတ်လားဆရာอืมအခုတော့သာသနာဆောင်နတ်မင်းတွေနဲ့တောပိုင်တောင်ပိုင်တွေကိုခွင့်ပန်မှုစီစဉ်စရာရှိရာစီစဉ်ရမယ်ပြီးတော့ဒီညအေးအေးဝဝအိတ်လိုက်ကြအောင် မကောင်းတို့လည်းဆရာဖြစ်သူရဲ့စကားကြောင့်စိတ်တက်တက်ကြွပြီးမိဘုံတွေကိုထင်းချောက်တချို့ကောက်ထက်ကတေးဘုံကိုတက်သွားခဲ့ကြပါတော့တယ်။မနက်လေးအကြီးကြီးအရောက်မှာတော့တဲရှိမှာအစီပုံထားတဲ့အုံဒီငပြောသည်အဝင်းနဲ့သားတွေကိုမြင်လိုက်ရတာကြောင့်နှစ်ယောက်လုံးအံ့ဩသွားခဲ့ကြတယ်။ဆရာဒါရီကဘလို့ရောက်လာတာလဲ။ဒီတစ်ခါလုံးဝမဲ့ကိစ္စအရေးကြီးတာဆိုတော့ရွာဆောင်အဖိုးအကူကြီးတောင်းပြီးမှလိုက်တာ။ဒီပုံစံအတိုင်းဆိုရင် ်ပွဲကြီးပွဲကောင်းနှွှဲရတော့မယ်ထင်ပါတယ်။မကောင်းကသဘောကျစွာပြောပြီးဂရော့ဝဲအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုတဲပေါ်ယူတင်လိုက်ပါတော့တယ်။အောင်မြတ်တာနဲ့မကောင်းတို့ဂရော့ဝဲပြင်နေတဲ့အချိန်ခွန်လာမြေကွက်လက်တစ်ခုမှာဂရော့ဝဲစင်တီတစ်ခုကိုဆောက်လုပ်နေခဲ့တယ်။ဒီလိုနဲ့နေထိုင်တပြားရောက်တဲ့အချိန်မှာတော့တင်ထားတဲ့ဂရော့ပွဲတွေကိုသူ့နေရာနဲ့သူချပြီး၃ရောက်သား၅ပါးတီလာခတ်ယူတာသာသနာဆောင်နတ်မင်းတွေစီကိုခွင့်ပြန်ပြီးတာနဲ့ အထက်ဆရာတွေတက်ခွင့်ပန်ခြင်းတွေကိုဆောင်ရွက်ခဲ့ကြပါတယ်။အားလုံးပြီးစီးတဲ့အချိန်မှာတော့အောင်မြတ်သာသုံးမိဆိုင်ဂရုဝဲတဝဲကိုလက်နက်ထိပြီးဒီနေ့ဒီအချိန်ဒီနေရာတွင်ပြုလုပ်မိအမှုကိစ္စအတွက်ဆရာသခင်များ၏ဆုတ်ရှုံးမှုအောက်တွင်ရှိနေသောကျွန်ုပ်တပည့်ရင်းနှစ်ဦးအားခိတ္တခေါ်ဆောင်ခြင်းပြုပါရဲ့ခွင့်တောင်းအပ်ပါသည်လို့ပြောပြီးတော့ဂရုဝဲကိုစင်မော်ပြတ်တင်လိုက်ပါတော့တယ်။အောင်မြတ်သားရဲ့နောက်မှာတော့မကောင်းတဲ့ခွန်လာတို့ဟာတယောက်မျက်နှာတယောက်ကြည့်ပြီးဖြန်းနူပြုံးလိုက်ကြတယ်။ ကရဝဲအလောင်းအပ်ပြီးတဲ့အချိန်မှာတော့အောင်မြတ်သာပရေချိုးတချို့အရှိနောက်ကလန့်ဖြတ်ထားပြီးနေရာနှစ်ပိုင်းခွဲထားလိုက်လေတယ်။နေရာလောက်ပြီးပြီဆိုတာနဲ့လက်နှစ်ဖက်ကိုဆန့်တန်းကအီတော်အီတောင်အီနေမြင်တဲ့တွင်မိတင်းနေထိုင်ကြကုန်သောတောဆောင်နဲ့တောဆောင်နဲ့ယောကဆုဘုံမဆုနဲ့တခြားသောတန်နှရှင်အပေါင်းတို့ဟာ၎င်းကောင်းသောအကျင့်ကိုနှစ်သက်ကုန်ကြသောပုဂ္ဂိုလ်အပေါင်းတို့ဟာ၎င်းမကောင်းသောအကျင့်ကိုနှစ်သက်ကုန်သောပုဂ္ဂိုလ်အပေါင်းတို့ဟာ၎င်း ကျွန်တော်အောင်မြတ်သားမကြားစီသိစီမြင်စီရဲ့အတိတ်ထအပ်ပါသည်ဒါကြောင့်ကောင်းခြင်းကိုလိုလားသောပုဂ္ဂိုလ်များအနေနဲ့ကျွန်တော်ရည်နေသောအပိုင်းတွေလာရောက်စုစည်းပေးကြပါရနဲ့မကောင်းမှုကိုလိုလားသောပုဂ္ဂိုလ်များအနေနဲ့တခြားတစ်ဖက်မှာစူးစီးပေးကြပါလို့အမိန့်ပြန်ပြီးတော့လက်ကိုရုပ်လိုက်တဲ့အချိန်မှပဲမိုးသားကင်းစင်နေတဲ့ကောင်းငင်ကြီးဟာရုတ်တရက်ဆူသလိုမိုးတိမ်လေးတွေတက်လာပြီးပဝင်းချင်တစ်ခုလုံးမှောင်မဲသွားခဲ့ပါတော့တယ်။တစ်ချိန်တည်းမှာပဲအောင်မြတ်သားတို့ရက်နေတဲ့စီးထဲမှာ ကောင်းသောအကျင့်ကိုလိုလားတဲ့ပုံကိုယ်တွေကတစ်ဖြက်ဖြက်နဲ့ပေါ်လာသလိုတခြားတစ်ဖက်မှာလည်းမကောင်းတဲ့အကျင့်ကိုနှစ်သက်တဲ့ပုံကိုယ်တွေပေါ်လာခဲ့တယ်။အောင်မြတ်ကလည်းကိုယ့်ဘက်မှာရောက်နေတဲ့လူတွေကိုကြည့်လိုက်တော့အိမ်မက်ထဲမှာမြင်တဲ့မနမလေးယောက်အပြင်ကိုန်တမျိုးမျိုးဝါးနေတဲ့ရွာအဖိုးပါပါနေတာကိုမြင်တွေ့လိုက်ရတယ်။ဒါပေမဲ့စီနှစ်ခုကိုရှင်လိုက်တဲ့အချိန်မှာတော့အောင်မြတ်တို့ဘက်မှာရှိနေတဲ့အရေအတွက်ကပဲတည်တင်းလောက်ပဲရှိပြီးတခြားတစ်ဖက်မှာရှိနေတဲ့အရေအတွက်က နားတဲ့စားလောက်ဖြစ်နေတာကိုသတိထားမိခဲ့လေတယ်။အဲ့ဒီချိန်နွားနှုတ်လိုအစင်းတဲ့ရှိတဲ့အလေးနံနှစ်ခုဟာမဲမောင်နေတဲ့ကောင်းငယ်ထက်ကနဲ့အောင်မြတ်သားရဲ့အရှိကိုဝေါကနဲ့ထိုးကြလာတာကြောင့်သူတို့ကြည့်လိုက်တော့တပည့်ကျော်နှစ်ယောက်ဖြစ်တဲ့တက်ခန့်နဲ့တောင်ဝါတို့ဖြစ်နေခဲ့ပါလေ။နေကောင်းကျမ်းမာတယ်မဟုတ်လားဆရာ။တောင်ဝါကနှစ်ဖူးပေါ်မှာပြန့်ကျဲနေတဲ့သဘင်ဆောက်ကိုလက်နဲ့ဆွဲဖယ်ရင်းမင်းလိုက်တော့အောင်မြတ်သားပြုံးပြီးခေါင်းငိတ်ပြလိုက်တယ်။မကောင်းတဲ့ခေါင်းလာတို့ကလည်း တက်ခံနဲ့တောက်အောင်မြင်တော့အရှုပ်တိုးလာပြီမဆုံတာကြပြီနော်ဆရာသမားနှစ်ယောက်ကမဟာမြတ်နေမှာပဲနေလို့ထင်တယ်အရင်ကထက်ပုံနှုတ်လာတယ်လို့ပဲငါတို့ကရုံးနေပြီမဲ့ဟိုဘက်ဆရာကောက်နေရတော့ရုံဆိုးလိုက်တာကွာတောက်ဝရဲ့စကားကြောင့်မောင်ကောင်းသဘောကျစွာရှိပြီးလွယ်ဤထရနဲ့အေးဆွဲကညစ်တံကိုဆွဲထုတ်ကာအသိနေထားရင့်နေခဲ့လိုက်တယ်ညနေချင်းဆိုင်မှာရင့်နေတဲ့လူတွေကိုတော့အနေရအဝတ်ကိုဝစ်ဆင်ထားပြီး ။ဇပင်ကိုဖားလျားချထားတဲ့ပုဂ္ဂိုလ်တယောက်ကဥဆောင်ကသူ့ရဲ့အနောက်မှာတော့ဇောကြီးနှစ်ပါးရုကဆိုးနှစ်ပါးအပြင်တခြားဆိုးသွဲတဲ့အသွင်ပြင်ရှိတဲ့မြေဖို့ဘလူးအစိမ့်သေးရဲ့တပတ်တွေကကြံကြုတ်တဲ့မျက်နှာထောက်တွေနဲ့ရင်းနေခဲ့ကြတယ်။ဆရာဒီကောင်တွေကိုဘာလုပ်ရမှာလဲ။အားလုံးမှတ်လောက်အောင်ဆုံးမပြီးတော့ခိုင်းအောင်တဲ့တွေစီကိုပို့ရမှာပေါ့။ဒါဖြစ်ကျွန်တော်အရင်စပြီနော်။တခိုင်ကစကားဆုံးတာနဲ့စီးအပြင်ကိုထွက်လို့တခြားဘက်ကိုခက်တီတီနဲ့ဝင်သွားခဲ့တယ် တခြားစီးမှာရှိတဲ့လူတွေကလည်းကြောက်မောက်ဖွယ်ကောင်းတဲ့အတန်တွေကိုပြုတ်ကတက်ခိုင်ကိုရံပြုတ်ဖို့တိုးဝင်လာခဲ့ကြတယ်။ဒါပေမဲ့အနားရောက်ဖို့တလန်လောက်အလုံးမှာပဲခန္ဓာကိုယ်ရီးယားနဲ့အင်းဆောင်စေးဆောင်ပုဂ္ဂိုလ်တွေကပတ်ကုန်နဲ့လှန်တန်ကိုကင်ပြီးခုံထွက်လာခဲ့ကြတယ်။အဲဒီနောက်မှာတော့အောင်မြတ်သားမောက်ကောင်းခွန်လာတဝါတို့ရဲ့အဆောက်အဦကလည်းစီးပြင်းကိုထွက်လာပြီးတော့တဖက်ပုဂ္ဂိုလ်တွေကိုဖမ်းဆီးဖို့စူးစမ်းခဲ့ကြပါတယ်။တပ်ပွဲရထိန်းထားတာထက်ပိုပြီးပြေးထန်ခဲ့သလို အနေအားအဝတ်ကိုဝတ်ဆိုင်ထားတဲ့လူရဲ့လက်ချက်နဲ့ခန်းဆောင်တွေလွတ်ထွက်သွားတာကိုလည်းမြင်တွေ့လိုက်ရတယ်။တကယ်တော့ဒီတိုက်ပွဲကအင်းတို့ကြီးကရဲ့အဆောင်တွေနဲ့မြူဟာပရဝန်ထဲမှာရှိတဲ့မကောင်းတဲ့ပုံကူတွေတိုက်ကြတဲ့ပွဲတစ်ခုဖြစ်လာခဲ့တယ်။မသွင်းအော်ဟစ်တန်ချိန်ဝါတန်မမဲတန်တွေကတောတခင်လုံးပြက်နှက်သွားခဲ့တယ်လို့ပတ်ကုန်ထဲမှာမိနေတဲ့ပုံကူတွေရဲ့စေရီတိုင်းရတန်ကလည်းနေရအနှံ့ကနေထွက်ပေါ်လာခဲ့တယ်။ဆန်ရှိပုံကူဥဆောင်တဲ့အဖွဲ့က အမြတ်သားတို့ဝိုင်းမီတိုက်နေကြတယ်ဆိုပေမဲ့အင်းဆောင်တွေရဲ့လက်ချက်နဲ့ပဲသူ့လူတွေတဖြုတ်ဖြုတ်ပျောက်ကွယ်နေတာကိုမြင်လိုက်ရတာကြောင့်အနေငယ်တုံလုံးစာပြုတ်လာခဲ့တယ်။ဘာကြောင့်လဲဆိုတော့အင်းဆောင်တွေကတယောက်လဲကြရဲ့သူ့နေရာမှာ နောက်ထပ်နှစ်ယောက်ပေါ်လာတယ်။မကောင်းတဲ့ခွန်လာတော့သူ့တို့ဘီနာမှာဝင်းရထားတဲ့အင်းဆောင်ခိုင်းသားတွေကိုအမိတ်ပေးရင်ဇော်ကြီးနှစ်ပါးနောက်ကိုတဖြည်းဖြည်းတိုးကပ်လာခဲ့ကြတယ်။ခွန်လာအဲ့ဒီကောင်မင်းမခေါ်သွားနဲ့အောင်ငါလောက်เสียရရှိသေးတယ်။ မကောင်းကခွန်လာကိုလှက်အော်ပြောရင်းသူကိုယ်တိုင်လည်းခန်းဆောင်တွေနဲ့ပညာပြန်နေတဲ့ဇော်ကြီးကိုဖမ်းဖို့ရှစ်တူးလာခဲ့တယ်။ဟေးမောင်ဇော်ကြီးမင်းရဲ့အစွမ်းဒါအကုန်မဲ့လားကွာငါရဲ့ရှစ်မြောက်စမအစွမ်းလေးကိုမြင်ကြည့်လိုက်အောင်လို့ပြောပြီးတော့အသွားရှစ်ခုပါတဲ့စမကိုလက်နဲ့ချောင်းနဲ့ညှက်ပြီးပြစ်ထက်လိုက်လိတယ်။ရှစ်မြောက်စမကလေထဲမှာတည်ငွေရောင်ဓာတ်ဆက်အဖြစ်ကို ပြောင်းလဲသွားပြီးတရှိရှိမြူလို့ပြန်ထွက်သွားခဲ့တယ်။ဇော်ကြီးလည်းဝင်းကနဲ့လက်ကနဲ့ဝင်လာတဲ့ဓာတ်ဆက်တွေကို လက်ထက်ရတာဝန်းထဲရိုက်ထုတ်လို့အသေးအတန်ခုခံနေခဲ့တယ်။ဒါပေမဲ့ဓာတ်ဆက်တွေကအရက်ရှိမျက်နာနဲ့ပေါ်လိုက်ပြလိုက်နဲ့ဝင်လာတာကြောင့်ကြာကြာမခုခံနိုင်တော့ပဲ။တာဝန်းကိုမြေကြီးနဲ့ထောက်ပြီးထပ်ပြေးဖို့အလုပ်ဘေးမှာရှိနေတဲ့တက်ခိုင်ကလက်ညှိုးထိုးကကျိုးပါနေချီထားတောက်ထားစမ်းလို့အမိတ်ပေးလိုက်တဲ့ဆိုရင်ပဲမြေကြီးတွေကနေမိတောက်နေတဲ့ကျိုးစားတွေထွက်ပေါ်လာပြီးခြေထောက်နှစ်ဖက်ကိုရစ်ပတ်ကအောက်ကိုဆွဲချတာခံလိုက်ရပါတော့တယ်။မြေကြီးပေါ်ရောက်တာနဲ့မိတောက်နေတဲ့ကျိုးတွေက နွယ်ပင်တွေလိုထွက်လာပြီးခန္ဓာကိုယ်တစ်ခုလုံးကိုခက်တီးတီးရစ်ဖက်တုံ့နှောင်ထားလိုက်တယ်။အောင်မြတ်သားလည်းဆန်ရှင်ပုတ်ကိုရဲ့အရှိမရက်ပြီးတော့ပြစ်လို့တည်းများဆက်တွေကိုညာလက်နဲ့ဆွဲဆွဲယူကာသူ့လူတွေဘက်ကိုပြန်ပြစ်နေခဲ့တယ်။ကို့ပညာနဲ့ကို့လူတွေအလဲလဲအကွက်ကွက်ဖြစ်နေတော့ကိုမြင်တော့ဆန်ရှင်လည်းသဘီကိုရှေ့ချပြီးခန္ဓာကိုယ်ကိုကြုံလိုက်တဲ့အခါတင်းခွေချက်တကအဖြစ်ကိုပြောင်းလဲသွားပြီးတော့တော်ရဲကိုလိမ့်ချလို့ထွက်ပြေးဖို့ကြိုးစားခဲ့တယ်။ဒါကိုရိမ့်မင်းရဲ့အောင်မြတ်သား လေးွက်အင်းကိုလဝါပေါ်ရပြီးအပေါ်ကနေဆွဲချလိုက်တော့ဂျေးဆိုတဲ့အတန်နဲ့အတူစမအခရရီနဲ့ဖွဲ့စည်းထားတဲ့တလာအင်းတို့ခုတင်းငွေချက်အပေါ်တက်မှတ်စာနဲ့ကြာလာခဲ့တယ်။အင်းဆောင်ခိုင်းဆောင်တွေကဖမ်းမိသည်များပုံကိုယ်တွေကိုငါးကောက်တဲ့သူတွေပချုပ်တဲ့ပြစ်ထက်တလို့တဆွဆွနဲ့ကောက်ထည့်နေခဲ့ကြတယ်။မကောက်နဲ့ခွန်လာတော့မြေကြီးပေါ်ချုံနောက်ခံထားရတဲ့ဇော်ဂျင်နပောက်ထိုင်ကြည့်။ဒီကောင်တွေကဖွဝင်သားလို့ရလောက်မယ်ထင်တယ်နော်။ဒီဖွဝင်သားကိုစားတဲ့သူက ောင်းတဲ့ဘက်တော့ရောက်မှာမဟုတ်ဘူးအခုရ။နှစ်ယောက်သားမထီတိတိပြောလိုက်ခေါင်းကိုတောင်းဝင်းနဲ့ခောက်လိုက်လုံနေခဲ့ကြတယ်။ဒါအောင်မြင်တဲ့အောင်မြတ်သားမကခွန်းလာလို့ခေါ်လိုက်တော့မှနှစ်ယောက်သားတဟေးရေထလာခဲ့ကြတယ်။ဒါတော့မှမကောင်းကသွားကန်ဒီခြေတော့ကိုတစ်ချက်ကန်သွားခဲ့လိုက်သေးတယ်။မကောင်းတို့ထွက်သွားတာနဲ့အသေးဆုံးနေကြတဲ့ခိုင်းဆောင်တွေဟာဇော်ဂျီနှပားရဲ့နှံကို ချုပ်လို့ဖမ်းခေါ်သွားခဲ့ကြပါတော့တယ်။အဓိကဥဆောင်တဲ့သူတွေကိုဖမ်းဆီးပြီးတဲ့အချိန်မှာတော့ ချိန်တဲ့လူတွေဟာမနေရတော့ပဲခြေဦးတရကိုထွက်ပြေးသွားခဲ့ကြတယ်။ဒီတစ်ခါမှာတော့အောင်မြတ်သားသူ့ရဲ့အနောက်မှာ ရှိနေတဲ့ပုံကိုယ်တွေဘက်ကိုလှည့်ပြီးထွက်ပြေးသွားတဲ့သူကိုဖမ်းဖို့တင်းတို့ကိုတာဝန်ပေးလိုက်ပြီးကိုယ့်နေကိုယ့်ဟန်နဲ့လုံကြတော့လို့ပြောလိုက်ပါတော့တယ်။တပ်ဝဲပြည်စုံတဲ့အချိန်မှာတော့တိန်လုတ်တွေဖောအုပ်နေတဲ့ကောင်းငယ်ကြီးဟာပြန်လဲကြည်လင်လာခဲ့ပြီးပဝင်းချင်းကလည်းအရင်လိုပြန်ပြက်လာခဲ့တယ်။တက်ခန်တဲ့တာဝါကတော့ဆရာဖြစ်သူရဲ့အနာကိုတိုးလာပြီး ကျွန်တော်တို့တကူတကခွင့်တောင်းပေးခေါ်တာဒီကိစ္စကြောင့်လားဆရာမင်းတို့ကဘယ်လိုထင်ကြလို့လဲကွဆရာရဲ့အစွမ်းနဲ့ဒီထက်ပိုပြီးကျန်တဲ့ရက်ဆက်တဲ့သူတွေကိုအနာယူခဲ့တာလေဒီကိစ္စမှာလည်းကျွန်တော်တို့မပါပဲဆရာတို့အကောင်းဆုံးထိန်းချုပ်နိုင်မှာသိပါတယ်တက်ခိုင်နဲ့တာဝါရုရဲ့စကားကိုကြားတော့အောင်မြတ်သားသဘောကျစွာပြောလိုက်တယ်မင်းတို့သတိရနေတဲ့သူတွေရှိလို့အเจ้าဖန်ပြီးခေါ်လိုက်တာပါမင်းတို့လည်းငါ့ကိုတွေ့ချင်နေကြတာမဟုတ်လား ဒါပေါ့ဆရာရဲ့ဆရာကိုတရက်မှတော့မေးလို့မရခဲ့ပါဘူးဗျာအခုရောနောက်ရောကျွန်တော်တို့ကဆရာတပြက်တွေအဖြစ်ရှိနေမှာပါဒါနဲ့ဒီကောင်လေးတွေကလည်းအကူရမယ်ပုံပါပဲအကူရပါမယ်တခါတလေအရန်ပြောရတာခုနကတော့ဇော်ကြီးနှကောင်ကလုံနေတာပဲကြည်လေလူငယ်တွေဆိုတော့စိတ်ညံလက်မြန်ရှိကြတာတဘာဝပဲဆရာရဲ့ကဲမင်းတို့လည်းဆရာကိုတေချာဆောင်ရှောက်ကြနော်စိတ်ကြပါဆရာတို့ရဲ့ ကျွန်တော်တို့ကဆရာောင်မျက်စိအောက်ကနေအပြောက်မခံကြအောင်။ဒါဖြင့်အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။ဆရာကျွန်တော်တို့သွားပါတော့မယ်နော်။တက်ခိုင်တဲ့တော်ဝါကအောင်မြတ်သားရဲ့ခြေအဆုံးကိုဥခိုက်ရင်အဖြူရောင်အလင်းနဲ့အတူတူပျောက်ကွယ်သွားခဲ့ပါတော့တယ်။အောင်မြတ်သားတို့လည်းတောတောင်အတွင်းမှာရှိတဲ့မကောင်းတဲ့ပုံကိုယ်တွေကိုဆုံးမပြီးတဲ့နောက်မှာတော့မိမိတို့နေထိုင်တဲ့တဲချောင်းလေးကိုအရင်ကတည်းကပုံမခိုင်မအောင်ပြန်လည်ပြုတ်ပြင်းမုန်းမှန်ပေးခဲ့ကြတယ်။ အောင်မြတ်သားတို့ကိုကိုတဲအရက်ကနဲ့ပြန်လာထွက်ခွာတဲ့နေ့မှာပဲတပိတ်တလုံးတင်ငယ်သုံးထည်သားပါတဲ့ယဟန်တပါးကဒီအရက်ဒေတာကိုရောက်ရှိလာခဲ့ပါတယ်ဆရာတော်အနေနဲ့လူသူမရှိတဲ့တောကြီးမြေမဲထဲမှာတပားတဲ့တရားကြည့်ကြအားထုတ်ရင်သာသနာပြုလုပ်ငန်းတွေဆောင်ရွက်လာခဲ့တာယခုအခါမှာတော့ဇေဒီပထိုးတွေကျောင်းငန်းဇေယျတွေအမြောက်များပေါ်ထွက်လာပြီးတပားတဲ့တရားလာခြင်းနဲ့ဆရာတော်ကိုလည်းဆံပန်တော်ကိုဆရာတော်လို့အများသူငါကခေါ်ဆိုခဲ့ကြတယ် အောင်မြတ်သားတို့အနေနဲ့ဆန်ဗန်နိုကိုမြို့ဟောင်းတင်နေရကနေထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့တန်ခါလုပ်ငန်းနဲ့အတန်ဝေးဝန်းချောင်းပြူတဲ့ရွာလေးတူရောက်ကိုရောက်ရှိလာခဲ့ကြပါတယ်။တန်ခါရွာဆိုတဲ့အတိုင်းဖျားတရားဆိုတာဘာမှမသိနေ့စဉ်နေ့တိုင်းအောက်ကူတို့အလုံးနဲ့သာအချိန်ကုန်နေကြတဲ့သူတွေအဖို့တာမန်မဟုတ်တဲ့ဖြစ်ရပ်တွေနဲ့ကြုံတွေ့လာတဲ့အခါမှာတော့ဘယ်လိုရင်ဆိုင်ကြမလဲ။အောင်မြတ်သားတို့ကရောရွာသားတွေလက်ခံယုံကြည်လောက်အောင်ဘယ်လိုမျိုးကုထုံးတွေနဲ့ကုသပေးမလဲဆိုတော့ အောင်မြတ်တာနဲ့ငရေဆိုတာဂျိုနဲ့လားဆိုတဲ့ဝိတုလေးမှာပြိသက်ကြီးအားစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်နော်အချိန်ပေးပြီးနားဆင်အားပေးခဲ့ကြတဲ့ပြိသက်တွေတူချင်းစီကိုကျေးဇူးထူးပဲတင်ရှိတယ်လို့စာရေးစီဟာဇေယနာရမညောက်လဲကျေးဇူးထူးပဲတင်ရှိပါတယ်ရှင့်ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပြိသက်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစဉ်ထာဝရပါဆိုင်နိုင်ကြပါစေရှင်